လို့စာလာကြတဲ့ဖြစ်အောင်လုပ်ကြည့်ကြရအောင်ကျစရာကောင်းတဲ့စာလာလေးပြအောင်လုပ်ဖို့အတွက် presentation လေးကစာချောက်ချိုးကိုဒီကိုယူလိုက်ပြီးရင်စာလာတွေထဲမှာကိုထည့်သုံးခြင်းနဲ့ပုံလေးမျိုးပုံလားကောင်းငင်ပုံလားအကောင်လေးရဲ့ပုံလားဘာပဲဖြစ်ရပါတယ်အဲ့ဒီပုံလေးကိုအပြုတ်ထဲမှာကျွန်တော်ပါယူလိုက်အပြုတ်ထဲက folder ကျွန်တော်ဖုန်းလာထဲမှာကောင်းလေးနှစ်ကောင်ရဲ့ပုံဒီပုံလေးကိုယူလိုက်မယ်ဒီပုံလေးကိုချိန်ရလွယ်အောင် slide ရဲ့ size နဲ့ fit ဖြစ်ဖို့အတွက်စက်ကြောက်ကိုချိုးကိုပြောင်းပေးဖို့လိုပါတယ်အဲ့ဒီအတွက်သူ့ကို slide မှတ်ပြီးတော့ crop နိုင်မယ်ပြီးရင်ဒီထဲမှာစက်ကြောက်ကိုရွေးပေးလိုက်မယ်ကိုလိုချင်တဲ့အတိုင်းဒီလေးချာချာလေး crop လုပ်ပါ ေးစားပြီးဆိုရင်ဘေးမှာကျွန်တော်ကလန်နေလိုက်မယ် slide နဲ့ fit ဖြစ်အောင်ချလိုက်ပါမယ်ဒီဟာကို share ကနေ download လုပ်လိုက်မယ်ဒီတောင်းလုံးလို့ပေးလိုက်မယ်ပြီးရင် save လုပ်လိုက်မယ်ဒီပုံကိုကျွန်တော်တို့ကမတောင်းတော့ပါဘူးဒါလေးပြန်မယ်ဘုံမှာက တော့ကဒေါင်းလုဒ်လုပ်တိုင်းလက်ဖိုင်ကို upload ပြန်လုပ်ပြီးတော့သုံးမှာဖြစ်ပါတယ်။အဲတော့ upload လုပ်မယ်။ဒီဒေါင်းလုဒ်ဆိုတဲ့ဒီဖိုင်လေးကို upload လုပ်လိုက်။ဒါဆိုရင်16ကိုချုပ်အတိအကျလုပ်ထားပြီးသားပုံလေးကိုရမှာဖြစ်ပါတယ်။ဒီပုံလေးကို click လုပ်ပြီးထည့်လိုက်မယ်။ပြီးရင် slice အဖြစ်နေရာချလိုက်မယ်။ ပြီးရင် element နဲ့သွားမယ်။အောက်ဆုံးကိုဆွဲချလိုက်ရင် frame ဆိုတာလေးတွေရှိပါတယ်။ CO နှိပ်ပြီးတော့လုံးချင်းနဲ့ BB လုံးရိုက်မှဖြစ်တဲ့အတွက် B ရိုက်ပြီးတော့ enter နှိပ်လိုက်မယ်။ဒါဆိုရင် B နဲ့ပတ်သက်တာလေးလာပြမယ်ကိုကြိုက်တဲ့အကူကိုကလည်းနေမယ်ပြီးရင်နေရာချပါမယ်နောက်ထပ် ဒီအဲကလောင်းရိုက်ပြန်တာနိုင်မယ်ပြန်ရပြီဆိုရင်ကလစ်နှိပ်ပြီးတော့နေရာချမယ်အရင်ဒီရတာပဲဖြစ်တဲ့အတွက် copy ကိုပြီးတော့နေရာပြန်ချလိုက်မယ်ပြီးရင်နောက်ဆုံးကလောင်းတွက် wire ရိုက်ပြန်တာကောင်းမယ်လုံချင်တဲ့ဘိုင်းကိုကလစ်နှိပ်ပြီးတော့ မြင်ဒီလေးလုံးလုံးကိုကိုလိုဆလမ်မှတ်ပြီးတော့စိတ်ကြိုက်နေရပြန်ချပါမယ်လိုအပ်ရင်အကြီးသေးလဲစိတ်ကြိုက်အချိန်မရပါဘူးဟုတ်ပြီအားလုံးပြည့်ပြီဆိုရင်ဒီမှာ click နှိပ်မယ် upload ပုံလာတဲ့ကိုပြန်သွားပါမယ်ဒီဆလုံးလေးတဲ့ကိုဒီပုံလေးကို click ခံကြဆွဲပြီးတော့ဒီလိုထည့်လိုက်ပါမယ်ပြီးရင် size ပြန်ချိန်ဖို့အတွက်ဒီနေရာမှာ ဒါတော့ click ခောင်းမယ်ပြီးရင် slide နဲ့ပုံကို fit ဖြစ်အောင်ချိန်လေးရပါမယ်ဒီတော့ရင်ဘေးမှာ click နေပါဒီပုံလေးကိုပဲနောက်တစ်ချိန်ဒီ A စလုံးလေးကိုဖြည့်ပါမယ် size ချိန်ပုံတွေ့တော့ click ခောက်ပါပြီးရင် fix ဖြစ်အောင်ချိန်လေးပါ ဘင်းကပြန်နေပါဒီပုံလေးကိုပဲရေစာသားလေးနဲ့ထည့်ပါမယ်ဒါကလက်ထောက်မယ်ဆက်စတဲ့အောင်ချင်နိုင်ပါမယ်ဘင်းကလက်နေမယ်ဒီပုံလေးကိုပဲနောက်ဆုံးစလုံးလေးကိုထည့်လိုက်မယ်ဒါကလက်ထောက်ပြီးတော့ အားလုံးပြီးပြီဆိုရင်ဘေးမှာကလည်းနေပါပြီးရင်နောက်ခံချက်အသုံးပြုပါတဲ့ပုံလေးကိုဒီနေရာကနေကလည်းနေပြီးတော့ background remove လုပ်လိုက်ပါမယ်နောက်ဆုံးစက်နေနဲ့စလုံးတွေကိုဆလပ်မှတ်ပြီးတော့ border border size ကို14လောက်ထားပါမယ်14ရိုက်ပြီး under border color ကိုလည်းနေပြီးတော့ gradient ကာလာလေးတစ်ခုရေးပါမယ်။အယောင်ကကိုကြိုက်တဲ့အယောင်ရေးရရပါတယ်။ဒီနဲ့နောက်တစ်ခုကိုဆက်လာမှမယ်။ဟောလာဆလေးအန်တာရေးအယောင်ရေးမယ်။လူလက်ဟာပဲရေးလိုက်မယ်။ဒီနောက်တစ်ခုကိုဆက်လာမှမယ်။ဟောလာဆလေးအန်တာဟောလာအယောင်ရေးမယ်။ငါကဟာပဲရေးမယ်။ အကုသလမှတ်မယ်။ဘောရာဆလီအန်ဒာဘောရာရောင်ရင်းမယ်။ငါလာပဲရင်းမယ်။ဒီချိန်မှာကျွန်တော်တို့လိုချင်တဲ့ဒီဇိုင်းလေးရပြီလို့ပြောလို့ရပါတယ်။တကယ်လို့ဒီပုံစံမျိုးချင်မှုနောက်ကန်ဘက်ဂရောင်းကိုဘာမှမလုပ်ကြည့်အောင်တကယ်လုပ်လိုက်မယ်။ဒီပုံစံမျိုးချင်လဲဆိုရင်လည်းတော့ရပြီတော့တကယ်လို့နောက်ကန်ဘက်ဂရောင်းမှာထည့်သုံးချင်တယ်ဆိုရင်တော့ เรื่องของย่างนี้แหละต้องมีอาไว